န်ဆွမ်းသူတွေမောင်းနေလာတဲ့ငင်းချမ်းရေးတွက်လက်များဝီချက်ရထားအဖွဲ့ဟာဖေဖော်ဝါရီလ29ရက်နေ့ကသူတို့ရဲ့ခီးစဉ်အဆုံးဖြစ်တဲ့နေပြည်တော်ပြင်မနာမြို့ကိုရောက်ရှိပြီးရန်နာခဲ့ပြီးတော့ညပိုင်းမှာငင်းချမ်းရေးဖြော်ပြပွဲပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါဗျာ။ ပြည်ရဲစစ်ရဲစဲဖို့ငြိမ်းချမ်းရေးအတွက်စပွဲဝိုင်းမှာညီနိုင်းဆွေးနွေးဖြေရှားဖို့ဒုက္ခသည်တွေကိုကူညီထောက်ပံ့ပေးဖို့ရည်ရွယ်ချက်တွေနဲ့ဖေဖော်ဝါရီ15ရက်နေ့ကစတင်ပြီးမတန်ဆွမ်းသူတွေကပြက်စစ်ဘိန်းတက်လေတွေမောင်းနေပြီးတော့ကချင်ပြည်နယ်မြကြီးနားမြို့ကနေစတင်ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ဒီစဉ်တစ်ချောင်းမှာပြည်သူတွေကငြိမ်းချမ်းလိုချင်တာကိုတွေ့ရပြီး ငင်းချင်ပြစ်စင်မှာတက်နိုင်သမျှပါဝင်လိုကြတာကိုတွေ့ရကြောင်းအခု WeChat ခီးစဉ်ပြီးဆုံးသွားပေမဲ့လည်းပြည်သူတွေထံကနေငင်းချင်လက်မှတ်တွေဆက်လက်ကောက်ယူဖို့စီစဉ်သွားမယ်လို့ငင်းချင်တွဲလက်များအဖွဲ့ကိုဦးဆောင်သူရန်ကုန်မြို့မှာကြောင်းခဝဲချံចောင်းအုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌတိတ်ခါရောရဆရာဦးသိန်းလွင်ကပြောပါရယ်68နှစ်ကြာပြည်ရင်းစစ်ကြီးမှာအားလုံးမှန်တဲ့ပြောလို့ရသလို အားလုံးမားတယ်လို့လည်းပြောလို့ရကြောင်းတယောက်နဲ့တယောက်တောင်းမှမယ်ခွင့်လွှတ်မယ်ဆိုရင်တော့ရင်းချမ်းရေးကမရစရာအကြောင်းမရှိဘူးလို့ဦးသိန်းလွင်ကဆိုပါတယ်လက်နေကိုင်ဖွဲ့လို့အားလုံးကိုပြည်သူတို့ကတော့ပြောနေပြီရင်းချမ်းလိုချင်တယ်လို့အဲ့တော့ရင်းချမ်းလိုချင်တယ်လို့ပြောနေတယ်ပြောမလို့လက်နေကိုင်နဲ့အားလုံးကအားလုံးကကျွန်တော်တို့ဘာကိုပေးမလဲဆိုတာကိုဒါကိုငါတို့ကပေးဖို့ရှိတယ်မရှိဘူးဆိုတာမဟုတ်ပဲငါတို့ဘာပေးမလဲငါတို့ဘာလျှော့မလဲ အဲ့ဒါကိုလုပ်ဖို့တော့ကျွန်တော်ကတော့အထူးသဖြင့်အဲပြည်ထရခံတယ်မသာစွာသူပြောင်းတယ်ပြည်ထရခံတယ်ပြီးလို့ရှိရင်ခွင့်လွတ်ဖို့လူတွေအလိုဘာလို့68နှစ်ကြာပြည်ရင်းစစ်ကြီးမှာဘယ်သူမှန်းလဲဘယ်သူမှားတယ်လို့ပြောရင်တော့အလုံးအလုံးကမှန်တယ်လို့ပြောလို့ရတော့အလုံးလည်းမှားတာပဲအမားတွေကျူးလို့ပြီးခဲ့ကြတယ်လေသူလောက်ရကသူတို့ဟိုစိတ်ထားကမမာဘူးတိုင်းပြည်တွေလောက်တာဖြစ်ပဲ တချို့လုံရက်တွေကြောင့်မာတာဖြစ်မယ်အဲ့တော့ကျွန်တော်ကတော့ဒါရင်ပြေးလိုက်ပါတော့မပြောနဲ့တော့ကျွန်တော်တွေအားလုံးတယောက်တယောက်တောင်းပန်ပဲတယောက်တယောက်ခွင့်လွှတ်မယ်ဆိုရင်ညီငယ်ရေးမရစရာအကြောင်းမရှိဘူးညီငယ်ရေးတော်လက်မြောက်ဖွဲ့ဟာမူလကဖေဖော်ဝါရီလ28ရက်နေ့မှာကျင်းပဖို့ရည်ရွယ်ခဲ့တဲ့27ရာစုပင်လုံညီလာခံကိုခီးစဉ်တလျှောက်ပြည်သူတွေထံမှစုဆောင်းခဲ့တဲ့ညီငယ်ရေးလက်မှတ်တွေပေးဖို့တင်ပြဖို့စီစဉ်နေတာဖြစ်ပါတယ် ဒါပေမဲ့ညီလာခံကျဲမမဲ့ရဲ့ရွှေဆိုင်းလိုက်တဲ့အတွက်ဖေဖော်ဝါရီလ29ရက်နေ့ညပိုင်းမှာပြင်မနာမြို့မှာငင်းချင်ရေးတေးဂီတာဖျော်ဖြေပွဲပြုလုပ်ပြီးဖေဖော်ဝါရီလ29ရက်နေ့မှာနိုင်ငံတော်တိုင်းမင်ပုတ်ကိုထံဂါရဝပြုဖို့စီစဉ်နေတယ်လို့သိရပါဗျ။ငင်းချဲရဲ့အတွက်လည်းများဝီချက်ရထားအဖွဲ့ဟာလက်နက်ကင်အဖွဲ့အစည်းတွေကအငိမ့်စားဝန်ထမ်းတွေလို့ပြောကြားချက်တွေဟာလည်းမမှန်ကန်ပဲတိုင်းနဲ့ပြည်နယ်အသီးသီးကနိုင်ငံလက်ရွေးစင်မတန်ဆွမ်းအာကစားသမားတွေနဲ့ဖွဲ့စည်းထားခြင်းဖြစ်တယ်လို့လည်းအဲ့ဒီအဖွဲ့ထံကနေသိရပါဗျ။ အဓိကရွယ်ချက်ကနေပြည်တော်မှာကျင်းပမဲ့27ရာစုပင်လုံညီလာခံကြီးကိုကြိုဆိုတဲ့အထိမ်းမှန်နဲ့ငင်းချမ်းရေးကိုရစေချင်တဲ့ရွယ်ချက်နဲ့သွားခဲ့တာဖြစ်တယ်လို့ဝီချဲဘွဲမှာပါဝင်ခဲ့တဲ့ရွှေတစိမ့်စုရမတန်ဆွမ်းရီကူတမတအုပ်ဖြစ်သူဦးဝင်းဆောင်ကပြောပါရယ် ငြိမ်းချမ်းရေးဝေချက်အဖွဲ့ဟာမြကြီးနားကနေစတင်ထွက်ခွာခဲ့ပြီးမိုးကောင်းမိုးညင်အင်းတော်ကတားထီကြိုင်တကောင်တပိတ်ချင်းလက်ပံလာမန္တလေးကူမဲမိထီလာတက်ကုန်းပြင်မနာစတဲ့မြို့တွေကိုဖျက်ဆီးပြီးနေပြည်တော်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။အရှိမာရော27ရာစုပင်လုံကြီးလာကန်ကိုတင်ပြဖို့အတွက်ဖျက်ဆီးလာတဲ့ခီးစဉ်တစ်လျှောက်မှာရှိတဲ့ပြည်သူတွေထံမှငြိမ်းချမ်းရေးဆန္ဒပြလက်မှတ်4000ကျော်ရရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။